မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးဒေသစစ်ကောင်စီရဲ့ချောင်းဝတပ်စခန်းကို KI ပူးပေါင်းတပ်ဖွဲ့များကဒီကနေ့မနက်ပိုင်းမှာသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လ24ရက်နေ့မနက်9:00ခွဲအချိန်မှာအင်းတော်ကြီးဒေသမှာရှိတဲ့ချောင်းဝစစ်ကောင်စီတပ်စခန်းကို KI ဥဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်ပြီးတော့ နယ်မြေရှင်းလင်းလုပ်ငန်းများကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတေဆုံထိခိုက်မှုနဲ့လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေများကိုတော့မသိရသေးဘူးလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ညောင်ပင်စကမ်းနဲ့ ဝေလုံစက်ခန်းတို့ကို KI ပူးပေါင်းတပ်ဖွဲ့များကဇွန်လ23ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီဘက်ကတေဆုံးမှုများပြားပြီးတော့လက်နက်ခဲယံအများအများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ည8:40မိနစ်မှာဖားကန့်မြို့နယ်ညောင်ပင်စက်ခန်းကို KI ပူးပေါင်းတပ်ဖွဲ့များကထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးတော့လက်နက်ခဲယံအများအများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ23ရက်နေ့ညနေ6:45မိနစ်အချိန်မှာလည်းပွေလုံစက်ခန်းကို KI ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါဗယ်။ဝေလုံစက္ကန်းမှာခမရ1 3လုံးဝင်းတို့ကဘုံမှုပညာဆန်ဦးစီးတဲ့အင်အား40ခန်းနဲ့အထိုင်ချထားတဲ့စက္ကန်းပြတယ်လို့သိရပါဗယ်။ညနေ6:45မိနစ်မှာဝေလုံစက္ကန်းကိုသိမ့်နေည7:40မိနစ်မှာညောင်ပင်တစက္ကန်းကိုထပ်သိမ့်လိုက်တာပေါ့။လက်နက်ခဲရအများပြားကိုသိမ့်စီရရှိထားတယ်။စစ်ခွေးတေတာတွေလည်းများတယ်လို့အကြမ်းဖက်သိထားတယ်။ စစ်သားတွေထွက်ပြေးတာလည်းများတယ်လို့ KIA ရဲ့စီးရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိ KIA တပ်ဆွဲထားတဲ့ဝေလုံစခန်းဟာစစ်ကောင်စီအင်အား40ဝန်းကျင်နဲ့တပ်ဆွဲထားတဲ့စခန်းဖြစ်ပြီးတော့ညောင်ပင်စခန်းဟာလည်းစစ်ကောင်စီအင်အား50နဲ့အထက်တပ်ဆွဲထားတဲ့စခန်းကြီးများဖြစ်တယ်လို့သိရပါတယ်။ညောင်ပင်စခန်းကလည်းစခန်းကြီးထဲမှာပါတယ်။ဝေလုံစခန်းကလည်းစခန်းကြီးစရင်ဝင်ပဲနှစ်ခုစလုံးကတော့အရေးပါတဲ့စခန်းတွေပါပဲလို့ KIA သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့လေရင်စီအကြီးအကျယ်ခိုးယောင်ချနေတဲ့နေပြည်တော်လေတက်က SU30 တိုက်လေရင်အုံမှုဘိုးမူကြီးခန့်နေသွေးဟာလေရင်စီရောင်းချမှုနဲ့တက်တွင်းစုံစမ်းစစ်ဆေးခံနေရပြီးတဲ့နောက်တောင်ကူလေတက်စခန်းကိုအွှေ့ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်လေတက်မှာဘုံမူကြီးခန့်နေသွေးဟာ SU30 တိုက်လေရင်အုံမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာလေရင်စီပေါင်းများစွာကိုခိုးထုတ်ခဲ့တဲ့အတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးခံနေရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အပြစ်ပေးအရေးယူတဲ့အနေနဲ့တောင်ကိုလေတဲ့စခန်းကိုပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။ဘုံမူကြီးခန့်နေသွေးဟာ SU30 အုံမူတာဝန်ယူခဲ့တဲ့အချိန်ကလေရင်စီခိုးထုတ်မှုကနေပြီးတော့ငွေကျပ်တန်ပေါင်းများစွာရရှိခဲ့ပြီးမြေခွက်များကွန်ဒိုအခန်းပေါင်းများစွာနဲ့အဖို့တန်ကားပေါင်းများစွာကိုရရှိခဲ့တယ်လို့သိရပါဗျ။မြေခွက်များအပါအဝင်၎င်းပိုင်ဆိုင်မှုများကိုမိမဖြစ်တဲ့သူ စိမ့်စိမ့်လွင်နာမည်နဲ့ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ဘုံမူကြီးခန့်နေသွေးအုံမူဖြစ်ခဲ့တဲ့အချိန်နှစ်နှစ်အတွင်းမှာလေရင်စီခိုးယူမှုကနေပြီးတော့တလကိုမြန်မာငွေ3000ခန့်ရရှိခဲ့ပြီးတော့နှစ်နှစ်အတွင်းမှာမြန်မာငွေ ်ပိန်နှတောင်းကျော်ခိုးထုတ်ခဲ့တယ်လို့သိရပါတယ်လေတပ်စုံစမ်းရေးအဖွဲ့ကစီခိုးထုတ်မှုများကိုစုံစမ်းဖော်ထုတ်ကအရေးယူမှုအနေနဲ့အခုလိုမျိုးတက်ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တက်ပြောင်းရွှေ့ခြင်းခံခဲ့ရတော့လေ၎င်းရဲ့ပိုင်ဆိုင်မှုများဖြစ်တဲ့ရန်ကုန်ကကန်တော်လေးတိုက်ခန်းတခန်းအလုံးနဲ့ရန်ကင်းမှာကွန်ဒိုနှလုံးနေပြည်တော်မှာရှိတဲ့3900တန်းမြေခွက်များ Toyota Rush ကားအသစ်တစ်စီးတရုတ် Suzuki ကားတစ်စီး ကိုရီးယားကီယာကားတဲ့တစည်းတော့ကိုတော့အသိစိတ်မခံရဘူးလို့သိရပါတယ်။ဘုံမူကြီးခန့်နေသွေးဟာ SU30 အုံမူယာတို့ကိုရခင်ကလေချုပ်ဟောင်းဘိုးချုပ်ကြီးမောင်မောင်ကျော်ရဲ့အဆက်အသွယ်နဲ့ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကစံကုန်တဲ့စံစမ်းတဲ့ဇဘာတူလောင်သူများကိုဖမ်းဆီးနေခြင်းကြောင်းဇဘာဝယ်ယူသူမရှိဘဲစံတဲ့ဇဘာဈေးကွက်များပျက်စီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ20ရက်နေ့ကစတင်ပြီးတော့တနင်္ဂနွေလုံးအတိုင်းအတာနဲ့စံကုန်တွေများစံဆက်လုပ်ငန်းရှင်များပွဲရုံပိုင်ရှင်များကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့စစ်ဆေးခြင်းများကိုလုံဆောင်ရရှိရာနိုင်ငံအနှံ့ကကုန်တွေများစံဆက်လုပ်ငန်းရှင်များပွဲရုံပိုင်ရှင်များအဖမ်းခံနေရပြီးတော့ဆက်ယုံစံဆက်နဲ့ဂိုဒေါင်များပါချိတ်ပိတ်ခံနေရတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စံစည်းခွက်ပါအယောင်းဝယ်မလုပ်ရတော့ပဲကုန်တွေအများစုဟာတိတ်ရှောင်နေရတယ်လို့သိရပါတယ်နေဒီတာတွေမှာစဘာဝယ်ယူမဲ့သူတောင်မရှိတော့ဘူးလို့သိရပါတယ် တောင်သူတွေဟာအခက်တွေ့နေပါတယ်။စပားကပေါ်နေပြီးဝဲတဲ့သူကမရှိသလောက်ဖြစ်နေတာ။ရောင်းသူတွေကများနေတာ။စစ်ကောင်စီတတ်မှတ်တဲ့စံစည်းစပားစည်းနဲ့အယောင်းဝယ်လုပ်ရမယ်ဆိုရင်မြေစီစည်းနဲ့ဆက်သုံးစီစည်းကြမှာမိုးစပားဆက်လုံနိုင်မယ်။အဲ့ဒီလိုမှမဟုတ်ရင်မိုးစပားတောင်မှလုပ်ဖို့အတော်စဉ်းစားနေရတယ်။လုပ်ရင်တောင်မှလက်ရှိကိုစားဖို့လောက်ပဲလုပ်ကြတော့မှဈေးတွေကတွင်းအားစုတွေကဈေးမကျဘူး။ စံစည်းစပားစည်းကတတ်မှတ်ထားတဲ့ဈေးဖြစ်နေလို့လို့ရွှေဝုံမြို့နယ်ကလယ်သမားကြီးတို့ကပြောပြထားပါဗျ။လက်ရှိမှာနှွေစပား၊ရွှေဝါထွန်းတင်းတရာကိုငွေကျပ်16သိန်းဝန်းကျင်ဈေးပေါက်နေပြီးတော့စပားရိတ်ခမီဩဇာဈေး73စီဈေးများမြင့်တက်နေတဲ့အတွက်ထုတ်လုပ်မှုဈေးရိတ်များအလွန်မြင့်တက်လာတယ်လို့သိရပါဗျ။စပားရိတ်ခဟာတအေကကိုငွေကျပ်3သိန်းခွဲကနေ3သိန်း800အထိဈေးပေါက်နေတယ်လို့သိရပါဗျ။ဒါအပြင် စံစည်းအစမတန်မြင့်တက်မှုကြောင့်ဆိုပြီးတော့စံလုံငန်းရှင်နဲ့စံကုန်တဲ့တချို့ကိုစစ်ကောင်စီကဖမ်းဆီးဆစ်ဆင်းနေတဲ့အချိန်တတ်တာတဲ့ဈေးနှုန်းနဲ့စံတွေရောင်းချပေးမယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံစံစဘာအသင်းချုပ်ဥက္ကဋ္ဌဥယဲမဲအောင်နဲ့ဘရင်အောင်စံကုန်စီတိုင်းဥက္ကဋ္ဌဥလူမော်မြင့်မောင်တို့အပါအဝင်စံစဘာလုပ်ငန်းရှင်၁၀ဦးထက်မနည်းကိုစစ်ကောင်စီကဇွန်လ၂၁ရက်နေ့မှာခေါ်ယူဆစ်ဆင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီက အာဝရီပေါ်စန်းတဲ့အိတ်ကိုငွေကျပ်တသိန်းတသောင်းကနေတသိန်း2000ကျပ်အမထဆန်ချန်းတဲ့အိတ်ကို9200ကနေ9500ကျပ်အတွင်းသာရောင်းချရန်သတ်မှတ်ထားတယ်လို့စံစဘာအသင်းချုပ်ကကြေညာထားပါတယ်ဝယ်ယူသူများအနေနဲ့အိမ်အောင်စုတစုကိုတလအတွက်ပေါ်စန်းမွေအမျိုးအစားဆန်တဲ့အိတ်နဲ့အမထအမျိုးအစားဆန်အိတ်တဲ့အိတ်ကိုအိမ်အောင်စုစည်ရင်မိတူနဲ့အိမ်အောင်စုစည်ရင်မှတ်ပုံတင်မူရင်းတို့ကို ယူလာပြီးတော့လာရောက်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။စံများကိုဇွန်လ24ရက်နေ့မှာစတင်ရောင်းချပေးမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့မာရန်ကျေးရွာမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ဒေသခံစစ်ဆောင်200နီးပါးဟာထိုင်းနိုင်ငံဘက်အချမ်းကိုယာယီထွက်ပြေးခိုလုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာ22ရက်နေ့မနက်9:00နာရီခွဲအချိန်ခမောက်ကြီးမြို့မာရန်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းကို ပြည်သူ့ကာကွယ်ပူးပေါင်းအဖွဲ့ကတွားရောက်တိုက်ခိုက်တဲ့အချိန်မှာအပြန်အလှန်နှစ်ဖက်ပစ်ခတ်မှုကြောင့်အသက်43နှစ်အရွယ်ရှိတဲ့ကော်တောင်းပကဖအဖွဲ့ကရဲဘော်တအူးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးကတဦးတည်းအရရှိခဲ့တယ်လို့သိရပါတယ်။မြေမြမှာရှိတဲ့ရဲဘော်တအူးက PDF ရဲဘော်ကတိုက်ပွဲဖြစ်နေတဲ့အချိန်ရဲစခန်းဂိတ်တကားကို ဝင်ရောက်ပြီးတော့ဆွဲဖွင့်ရာကနေစစ်တပ်ကပြစ်လိုက်တဲ့ကြီးစံထိပ်ပြီးတော့ကြာဆုံးသွားတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။တော်လိုင်းပူပေါင်းအဖွဲ့ကတွားရောက်တိုက်ခိုက်နေတယ်။အဲ့ဒီရဲစခန်းမှာအင်အားမရှိဘူးဆိုပြီးတော့တွားရောက်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်သားများပူးပေါင်းပြီးတော့အင်အား30နီးပါးရှိနေတယ်လို့တော်လိုင်းရဲဘော်များထံကသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းအဖွဲ့ကလက်နက်အင်အားမမျှတဲ့အတွက်ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေမှုကြောင့်မာရန်ရွာမှာရှိတဲ့ အရက်သား200ကျော်ဟာထိုင်းနိုင်ငံနေဆက်ဘက်ကိုအဲ့ဒီနေ့ညနေ9နာရီအချိန်မှာဖျက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံစစ်ရှောင်များစီကသိရပါဗျ။လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်တပ်ကြီးပိုင်းနဲ့ကလေးငယ်များအပါအဝင်ဒေသခံပြည်သူ200ကျော်ဟာထိုင်းနိုင်ငံကရက်ဘူရီမြို့နယ်နမ်ကျုပ်ကျေးရွာအုပ်စုနမ်တင်ကျေးရွာဘက်ကိုရောက်ရှိနေတယ်လို့ထိုင်းသတင်းများအရသိရပါဗျ။ဒေသခံစစ်ဆောင်တအူပြောပြတာကတိုက်ပွဲဖြစ်တဲ့အချိန်မှာလက်နက်ကြီးတွေနဲ့ပစ်နေတာတအားကျန်းတဲ့ ်ရွာထဲကိုကြလာမှကြောက်လို့ထွက်ပြေးလာတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်လက်ရှိထိုင်းနိုင်ငံဘက်ကိုရောက်ရှိနေတဲ့မြန်မာစစ်ရှောင်များကိုထိုင်းနိုင်ငံကတာဝန်ရှိသူများကလူသားချင်းစာနာမှုအကူအညီများပေးထားကတိုက်ပွဲတည်ငြိမ်မှာကပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းဌာနများကရေးသားထားပါတယ်။ခမောက်ကြီးမြို့မာရန်ကျေးရွာမှာ2023ခုနှစ်ကလည်းအခုလိုနှစ်ဖက်တိုက်ပွဲကြောင့်ဒေသခံများရွာလုံးကျွတ်တစ်ဖက်ကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်ရသလိုအခုနှစ်2024ခုနှစ်အေပီလမှာလည်းရှမ်းကိုရွာဒေသထဲမှာရှိတဲ့ ဝိုင်းတင်ကြေးရွာကတိုက်ပွဲမှာတရအတွင်းကိုနှစ်ဖက်ထိတွေ့တိုက်ပွဲ၃ချိန်အထိဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကမိရှုပ်ဖျက်ဆီးမှုကြောင့်ဥယင်ချန်နဲ့နေအိမ်၆လုံးမိလောင်ပျက်စီးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ